ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုအချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ29ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးကြတာကတော့အရတား3ဦးကိုဖမ်းဆီးသွားတဲ့အချမ်းဖတ်အစာအဖွဲ့နဲ့အေအေတို့ရွှေဘဟုကြေးရွာအနီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအေအေမှအစာအဖွဲ့အလိုက်လံရှင်းလင်းနေရာမှာတခြားနေရာတချို့မှလည်းတိုက်ပွဲဖြစ်ပွားနေကြ အာစာကကြာဆုံးမှုများနဲ့ကစင်ကလျက်ထွက်ပြေးနေကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မောင်တော်တောင်ပိုင်းကင်းချောင်းကြီးရွာမှာမြို့သမီးငယ်တဦးအပါအဝင်အရတား၃ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အာစာအချမ်းဖတ်အဖွဲ့ကိုအရကတက်တော်အေအေမစစ်ကြောင်းထုရှာဖွေနေစမှာအော်တိုဘားလ၂၄ရက်နေ့ညအချိန်မှာရွှေဘဟုကြီးရွာဖုံးတော်ကြီးကျောင်းနောက်ဖက်မေယုတောင်ကျောင်းမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရွှေဘဟုကြီးရွာသားများထံကနေသိရှိရပါတယ်။ မနေ့ကရွှေဘဟုဘုန်းကြီးကျောင်းနောက်ကမေယူတောင်တောဆက်မှာတညာလုံးတနက်တန်တွေကြားနေရတာရွာသူရွာသားတွေတောင်မအိတ်လိုက်ရကြဘူးအာစာဖမ်းသွားတဲ့ကင်းချောင်းရွာသားတုံးကိုအေးဘက်ကစစ်ကြောင်းထုတ်လိုက်ရှာကြတော့နှစ်ဖက်တိတွေ့မှုဖြစ်ပြီးတိုက်ပွဲဖြစ်ကြတယ်လို့သိရတယ်လို့ရွှေဘဟုကြီးရွာသားတို့ကအတည်ပြုပြောကြပါတယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာရွှေဘဟုကြီးရွာနဲ့ကင်းချောင်းကြီးရွာအကြားမှာဖြစ်ပြီးအဆိုပါကြီးရွာနေရာဟာတရွာနဲ့တရွာနှစ်ဖက်လုံးခန့်တာဝေးကွာပြီးကြီးရွာချင်းဆက်ရွာများလည်းရှိပါတယ် အဲ့ဒီကြည်ရွာတွေရဲ့အရှိတ်မှာမေယူတောင်နဲ့တရှိပြီးမောင်တုံးမြို့နယ်ဘူဒီတောင်မြို့နယ်အချမ်းတွန်းနဲ့နေရာတွေမှာအာစာများစကင်းချကကူအောင်နေကြောင်းဒေသခံတွေကပြောပါတယ်အာစာအဖွဲ့ဟာမောင်တုံးတောင်ပိုင်းမှာအော်တိုဘားလ22ရက်နေ့ကလည်းဒေသခံရခိုင်အမျိုးသမီး2ဦးကိုတတ်ဖြတ်သွားခဲ့တယ်လို့အော်တိုဘားလ24ရက်နေ့မနက်ပိုင်းကလည်းမောင်တုံးမြို့နယ်ကင်းချောင်းကြည်ရွာမှာအသက်16နှစ်အရွယ်မမိစန္ဒာအသက်42နှစ်အရွယ်မောင်ဘွားထွန်းနဲ့ အသက်20အရွယ်မောင်ထွန်းအီတို့၃ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီအကြံဖတ်သမားတွေကအာရကတ်တက်တော်ကတော်နေရှာဖွေစင်မှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအထူးကအကြဆုံးကိုတော့မသိရှိရသေးဘူးလို့ကင်းချောင်းရွာသားတဦးကပြောပါတယ်။ပျောက်သွားတဲ့သူတွေကိုအော်တိုဘားလ25ရက်နေ့ဒီကနေ့အထိရှာမတွေ့သေးဘူး။တိုက်ပွဲလေးဖြစ်တဲ့ဆိုတော့သူတို့အတွက်လေးစိုးရိမ်တဲ့ အေကအင်အားအများပြားနဲ့ဝန်ရှာတော့အကြံဖတ်အစာတွေအထူးကအကြဆုံးများနိုင်တယ်လို့ဆိုပါတယ်။ Nirish Rama ရရှိတဲ့သတင်းများအရလဲယခုရပိုင်တွင်မောင်တော်မြို့နယ်မှာအေအေနဲ့အစာအကြံဖတ်အဖွဲ့တွေကိုရှင်းလင်းရေးလှုပ်ဆောင်နေရမှာနေရာ၃ခုမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။၎င်းတိုက်ပွဲတွေဟာမောင်တော်မြို့နယ်မြောက်ပိုင်းလိပ်ရမင်္ဂလာကြီးတောင်အနီးနဲ့ဘူးဒီတောင်မောင်တော်လန်ငားမိုင်အနီးတို့မှာဖြစ်ကြောင်းစီရေးကျင်းတွေကိုသိရှိသူဒေသခံတအုပ်ကပြောပါတယ်။ ဟိုတနေ့နဲ့မနေ့ကထိနေရာ၃ခုမှာအေအေကစစ်ကြောင်းထိုးတာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရတယ်။ဟိုတနေ့ညကလေးရမွတ်စလင်ကြီးရွာအနီးမှာထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတယ်။မနေ့ကနေ့လယ်ပိုင်းမှာလည်းဖောက်ဝက်ကျောင်းရခိုင်ရွာအနီးကမင်္ဂလာကြီးတောင်အနီးမှာတနက်တန်တွေကြားနေရတယ်လို့ဒေသခံတွေကပြောကြတယ်။ဘူးတီတောင်မောင်တော်လန်းငားမိုင်အနီးမှာလည်းတနက်ပစ်ခတ်တန်တွေကြားခဲ့ရတာတွေရှိတယ်လို့ဆိုပါတယ်။အရကတ်တတော်တရင်တွေကိုရခိုင်ပါသားစကားနဲ့အဓိကဦးစားပေးထုတ်လုပ်နေတဲ့အရကတ်မေသမီမီဒီယာမှာလည်း အေအေနဲ့အာဆာအကြံဖတ်တို့အကြားနေရအများပြားမှာတိုက်ပွဲများဖြစ်ပွားနေပြီးအာဆာအဖွဲ့မှအကြအဆုံများနဲ့ထွက်ပြေးနေရကလက်နက်များနဲ့တူလက်ရဖမ်းဆီးမှုများလည်းရှိနေသလိုအလောင်းများလည်းတင်စေရရှိနေကြောင်းသတင်းဖော်ပြပါတယ်။အော်တိုဘာလ10ရက်နေ့ကအာရကဘင်္ဂလားနေဆက်မိုင်တိုင်အမှတ် BP 4950ကြားမှာ၎င်းစက်တင်ဘာလ16ရက်နေ့ကလည်းနေဆက် BB 56မြင်းဆောင်59ကြားမှာ၎င်းစက်တင်ဘာလ23ရက်နေ့ကလည်းမောင်တုံးမြို့နယ်မြောက်ပိုင်း တာရင်းရခိုင်ရွာနားကိုစိတ်ဝင်လာတဲ့အကြံဖတ်အာစာအဖွဲ့များအကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးအာစာအဖွဲ့ဝင်များကစင်ကလျားထွက်ပြေးသွားကြတယ်လို့အဆိုပါသတင်းမှာဖော်ပြပါတယ်။လက်ရှိမောင်တုံးမြို့နယ်မှာဝင်ရောက်လှုပ်ရှားလာတဲ့အာစာနဲ့ RSU အဖွဲ့တွေဟာအကြံဖတ်မြန်မာစစ်တပ်နဲ့အခြေဆက်ပြုလုပ်ခဲ့ပြီးဝင်ရောက်လှုပ်ရှားနေခြင်းဖြစ်ကလက်ရှိဖြစ်ပွားနေတဲ့ကြောက်ပြူတိုက်ပွဲအပအဝင် Ambrand တိုက်ပွဲနဲ့တောင်ကိုပန်တောင်အကြမ်းမှရှိတဲ့တိုက်ပွဲများရဲ့အရှင်ကိုရှော့ချဖို့ နှစ်ဖက်ကြားညက်တက်ခိုက်တဲ့သဘောဖြစ်တယ်လို့၎င်းကပြောကြပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တရုတ်ကျင်းနီဆက်ယုံနှစ်ရက်ဆက်တိုက်လက်နက်ကြီးထုခံရပြီးလုပ်ငန်းတွေရာယီရနာကကျင်းနီဆက်ယုံတဲကစစ်ကြောင်းထွက်ကရွာစဉ်ပတ်မူရန်ပြုနေပြီးဆက်ယုံတဲကနေလက်နက်ကြီးနဲ့လေရန်ကာပစ်ခတ်နေကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းရင်းမာပင်နဲ့စာလင်ကြီးမြို့နယ်တဲမှာတောင်တွေဖြိုကကျင်းနီတူးနေတဲ့တရုတ်ပိုင်ဝမ်ပောင်ကျင်းနီဆက်ယုံနှစ်ရက်ဆက်တိုက်လက်နက်ကြီးနဲ့ထုခံရပြီးနောက်ဝမ်ပောင်ရော ရန်စီစက်ရုံပါဂျင်းနီ24ထုတ်လွှင့်မှုလုပ်ငန်းတွေယာယီရနာတော်တယ်လို့ဒေသခံတင်းရှိမြစ်တွေကပြောပါတယ်။အော်တိုဘာလ23ရက်နေ့ည9:00နာရီဝန်းကျင်မှာစာလင်ကြီးနယ်မှာရှိတဲ့တရုတ်ပိုင်ဝမ်ပောင်ဂျင်းနီစက်ရုံလက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရတယ်လို့အော်တိုဘာလ25ရက်နေ့ညနေ6:00နာရီမှာလဲအဲဒီတရုတ်ပိုင်ဝမ်ပောင်ဂျင်းနီစက်ရုံလက်နက်ကြီးနဲ့ထပ်မံပစ်ခတ်ခံရတာဖြစ်ပါတယ်။မနေ့ကညနေပိုင်းဝမ်ပောင်ဂျင်းနီစက်ရုံတဲကိုလက်နက်ကြီးကြီး3လုံးကြားရောက်ပေါက်ကွဲတဲ့ကြားရပြီးနောက် ဝမ်ပေါင်ရုံးရန်စီကုမ္ပဏီပါကျင်းနီတူဖို့ထုတ်လုပ်တဲ့လုပ်ငန်းတွေရန်တော်တော်ပြီးဒီကနေ့မနက်ပိုင်းထိလုပ်ငန်းတွေပြန်လည်လေပတ်တာမရှိသေးဘူးလို့အမည်မဖော်လိုတဲ့ဒေသခံတဦးကပြောပါတယ်။ပောက်ကွေးတံတွေကြားပြီးနောက်အိုးအော်ဆွဲတံကြားရတယ်။အချင်းအချာကြီးအိုးအော်ဆွဲတာလက်နဲ့ကြီးဘင်းနေရာကြားတယ်ဆိုတော့တော့မသိရဘူးလို့ဆိုပါတယ်။မင်းညာကဝမ်ပေါင်ကျင်းနီဆက်ယုံလက်နဲ့ကြီးထုခံရပြီးနောက်ဒီကနေ့အော်တိုဘားလ26ရက်နေ့မနက်စေနိုင်ကျော်မှာဝမ်ပေါင်ကျင်းနီဆက်ယုံတဲ့ကထွက်လာတဲ့ စစ်အုပ်စုကအောင်ချင်းစီရွာကိုစီးနှင်းဝင်မွေနေတယ်လို့ဒေတာတွင်သတင်းရှိမိကပြောပါတယ်။အင်အား60နီးပါးဝမ်ပေါင်ကနေညောင်ပင်ကြီးလျက်စစ်ရုံဝင်တဲ့တိကူပြီးအောင်ချင်းစီရွာကိုဝင်မွေနေတယ်။ကုမ္ပဏီလက်ပတ်နေသေးတော့ကျွန်တော်တို့ဒေတာကန်တွေစစ်ဘေးရှောင်နေရအောင်မှာပဲလို့ဆိုပါတယ်။အောင်ချင်းစီရွာဟာလက်ပတော်တောင်ရဲ့မြောက်ဖက်ချမ်းမှာရှိတဲ့ရွာဖြစ်ပါတယ်။အော်တိုဘားလ26ရက်နေ့မနက်ပိုင်းတရုတ်ဝမ်ပေါင်ကုမ္ပဏီတဲကထွက်လာကအောင်ချင်းစီရွာတဲမှာဝင်မွေနေတဲ့စစ်ကြောင်းကြောင် အောင်ချင်းစီညောင်ပင်ကြီးနှင်းတောတောင်ပလူကြော်ရွာစတဲ့ကြီးရွာတွေကပြည်သူတွေစစ်ပေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။အော်တိုဘားလ23ရက်နေ့ညပိုင်းကလည်းဝမ်ပောင်ကုမ္ပဏီလက်နက်ကြီးထုခံရပြီးနောက်စစ်ရုံတဲကနေချက်ချင်းစုသလိုလက်နက်ကြီးတွေနဲ့ပြန်လဲရန်ကပစ်ခတ်တာမနက်ပိုင်းမှာစစ်ရုံတဲကစစ်ကြောင်းတွေထွက်လာပြီးရွာစဉ်ပတ်မွေစစ်ကြောင်းထုရန်ပြုတ်တောက်တွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။စေအိုစုဟာအော်တိုဘားလ16ရက်နေ့ကစလို့ရင်းမာဘင်းနဲ့စာလင်းကြီးနဲ့ တရုတ်ကျင်းဒီဆက်ရုံအနီးဝန်းကျင်ကကြေးရွာတွေကိုရွာစဉ်ပတ်မွေစစ်ကြောင်းထုရန်ပြုတ်နေတာဖြစ်ပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်ရစ်တရပတ်တပတ်တာကာလအတွင်းဒေသခံငေါ့ထမနဲ့တည်ဆုံခဲ့ကရွာ၂၀ကျော်ကတောင်းချီတဲ့ပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေကြရပါတယ်။လွန်ခဲ့တဲ့တပတ်ကျော်ကလည်းစောလင်းကြီးနယ်ထဲမှာရွာစဉ်ပတ်မွေစစ်ကြောင်းထုကလူသက်လူရဲရန်ပြုတ်နေတဲ့စစ်အုပ်စုဟာစေတေရွာတဲ့နာမတက်ဆွဲတာပြီးပဝန်းကျင်ကိုလက်နက်ကြီးနဲ့ရန်ကာပစ်ခတ်တာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်တနားကျောင်းနမခကနေတက်လာတဲ့ပါရာမော်တာစက်တလီဒီဂျိုင်ရိုကော့ပတာရဲရင်ငယ်တွေနဲ့ဘုံကျဲတာတွေလုံနေလို့ပြည်သူတွေနေရက်မပြောင်းနိုင်သေးပဲစားရင်တောင်ရီခက်ခဲနေတယ်လို့ဆိုပါတယ်။စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့ရဲ့ချင်းတွင်းမြစ်ဖကန်းရင်းမပင်နဲ့စားလင်းကြီးနေတဲ့ကစပေတောင်ကြီးစင်တောင်နဲ့လက်ပရောင်းတောင်တွေကိုဖြိုကာတရုတ်ကကြီးနေတူနေပြီ။အဲ့ဒီတရုတ်ပိုင်မြန်မာဝန်ပောင်နဲ့ မြန်မာရန်စီကျင်းဒီစက်ယုံတွေကိုစစ်အုပ်စုကဂိတ်ဆောင်လုံခြုံရေးယူပေးတာကဒူဖို့ထွက်ရှိလာတဲ့ကျင်းဒီတွေကိုလည်းစစ်တင်းမော်ရင်တုံးကမြစ်ချောင်းကနေတဆင့်တိတ်ထုတ်ပေးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကွန်ပိုင်းနဲ့ယခုလာဇန်ပိုင်းမှာလည်းတရုတ်ကျင်းဒီစက်ယုံတွေလက်နက်ကြီးနဲ့ပြစ်ခတ်ခံရလို့စက်ယုံလေပတ်မှုတွေခိတ္တရနာခဲ့ရပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့အင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းမိခဲ့တဲ့စစ်တုံးဘတ်73ဦးထွက်ပြေးလွတ်မြောက်နေကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းအေတော်မျိုးသိမ့်တိုက်ပွဲမှာဖမ်းမိခဲ့တဲ့စစ်တုံးဘန်းတွေတက်ကတရင်မှုတဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်73ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့စုံစမ်းသိရှိရပါတယ်။ပို့ရလို့ဖြစ်တာကင်းဆောင်တဲ့သူတွေကိုရိုက်နှက်ပြီးပြေးတာတနက်လည်းပါသွားတယ်။ပါမပါပို့ရလွန်တယ်လို့အင်းတော်မျိုးခန့်တရင်ရှိမြစ်တဦးကပြောပါတယ်။ဒီပြည်စင်ကအော်တိုဘာလဒုတိယလက်ပတ်ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီးအင်းတော်မျိုးနယ်ပကဖကတရင်ပြပမထွက်အောင်ထိန်းထားတယ်လို့ဆိုပါတယ်။ ထွက်ပြေးသွားတဲ့သူတွေထဲမှာတရင်မှုတဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှုအပြင်စစ်ကောင်စီဘက်ကရရှိအချို့ပါသွားတယ်လို့ဒေတာရင်းစီရင်နဲ့လူမှုတော်လိုင်းသတင်းတွေကိုဖော်ပြနေတဲ့ Indo Revolution IR ကအော်တိုဘားလ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်တုံးဘန်းတွေကတနက်3လက်ကိုလည်းယူဆောင်သွားတယ်လို့ဆိုပါတယ်။ Indo မြို့ကိုကာကွယ်တပ်ဖွဲ့တွေကမသိမ့်ပိုင်နိုင်ငံမှာအယက်သားပြည်သူတွေကိုစစ်ကောင်စီကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖန်စီနှိပ်စက်မှုတွေမှာပူပေါင်းကျူးလွန်ခဲ့တဲ့ ်မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်38ဦးကိုပြည်သူ့လုံခြုံရေးအဖွဲ့ကတီချာချုပ်နှောင်ထားခဲ့တာကနေ73ဦးလွတ်မြောက်သွားတယ်လို့စုံစမ်းသိရှိရပါတယ်။အင်းတော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကျောင်းသားတပ်မတော် ABSDF နဲ့ PDF ပူးပေါင်းတပ်တွေကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တင်စစ်တေတရဲ့အစီအစဉ်နဲ့2025ခုနှစ်ဧပြီလ9ရက်နေ့မှာတင်ယူခဲ့တာဖြစ်ပါတယ်။တက်မခွန်ခွန်တက်မမှုဘုံမှုကျုပ်အောင်တပ်ဦးနဲ့စစ်တုံးပတ်အများပြားကိုလည်းဖမ်းဆီးခဲ့ပါတယ်။ ဘုံမှုချုပ်အောင်တပ်ဦးကိုတီချနေရမှာချုပ်နှောင်ထားတာဖြစ်ပြီးလက်ရှိထွက်ပြေးလွတ်မြောက်သွားတဲ့စစ်တုံးဘန်းတွေထဲမှာမပါဘူးလို့ဒေသခံသတင်းရှိမိကပြောပါတယ်စစ်တုံးဘန်းတွေထွက်ပြေးလွတ်မြောက်တာနဲ့ပတ်သက်လို့တာဝန်ရှိသူတွေကတရားဝင်သတင်းမထုတ်ပြန်သေးပါဘူးဖြစ်စဉ်နဲ့ပတ်သက်လို့ NUG ရဲ့ကာကွယ်ရေးနဲ့ပြည်ထောင်စုကလူလူနေဦးကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမဲ့ဆက်သွယ်လို့မရသေးပါဘူးခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့မြဝတီမြို့နယ် KK Park မှာယမန်နေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး KK Park တခုလုံးကို BGF ကအမောင်ချထားကရှင်းလင်းလုဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ် KK Park မှာယမန်နေ့ညနေပိုင်းပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး BGF ကအမောင်ချထားကရှင်းလင်းလုဆောင်နေကြောင်းနေဆက်ဒေသတရင်ရှိမြစ်တွေကဆိုပါတယ်။ယမန်နေ့အော်တိုဘားလ26ရက်နေ့ညနေ9:00ကျော်ခန့်မှာမြဝတီမြို့နယ် KK Park အတွင်းမှာပောက်ကွဲမှုထပ်မံဖြစ်ပွားပြီးနောက် မိဂိုလုံးများထွက်ပေါ်လာတာကိုတွေ့မြင်ရကြောင်းအဆိုပါ KK Pack အတွင်းမှာကြောက်ဖြန့်လုတ်ကင်သူများထွက်ခွာသွားပြီးနောက် BGF ကနေ့စဉ်ပောက်ခွဲမှုများလှုပ်ဆောင်ကရှင်းလင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီလိုပောက်ခွဲမှုဖြစ်ပွားပြီးနောက်ယမနီညာဘက်မှာလည်း BGF က KK Pack တစ်ခုလုံးကိုအမောင်းချထားကရှင်းလင်းများဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ ဒီနေ့ညနေပိုင်းလဲ KK Pack ထဲမှာဇက်တိုက်ကိုပောက်ကွဲမှုတွေဖြစ်နေတယ်။ BGF ကကြားဖြတ်ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေကိုရှင်းလင်းရေးလှုပ်ဆောင်နေတာလို့ယူဆရတယ်။ပောက်ကွဲမှုဖြစ်ပြီးမိโกလုံးတွေထွက်လာတာကိုမြင်နေရတယ်။ပောက်ကွဲအားကတော့တော်တော်ကိုပြင်းတယ်။ထိုင်းဘက်ကန်းကအင်ဂိုဘာဘုံစာလာတိတယ်။ခေါမိုးပောက်သွားတယ်။အခုညပိုင်းထိ KK Pack ထဲမှာမိတွေပိတ်ထားတယ်။အကုန်အမောင်ချထားတယ်။သူတို့ဘာသာရုပ်ရှင်ရိုက်နေတာလားလို့မသိဘူး။အရင်ရက်တွေကဆိုရင်ညပိုင်းမှာပောက်ကွဲမှုဖြစ်တယ်။ ဒီနေ့ကပိတ်ရလဲဖြစ်တော့ညနေပိုင်းလဲဖြစ်တော့လူတွေပုံမြင်ရတယ်။ထိုင်းဘက်ချင်းကတော့နေဆက်လုံခြုံရေးမှာစစ်စစ်တင်းကျပ်ထားတော့ပါပဲလို့နေဆက်တီတာသတင်းရှိမြစ်တွေကဆိုပါတယ်။အလားတူအော်တိုဘားလ25ရက်နေ့ညနေ9:00နာရီကျော်ခန့်ကလည်း KK Pack အတွင်းမှာပေါက်ကွဲမှုများစက်တိုက်ဖြစ်ပွားခဲ့ကြောင်းအော်တိုဘားလ22ရက်နေ့နဲ့အော်တိုဘားလ23ရက်နေ့မှာစတင်ပြီး KK Pack အတွင်းမှာကြားဖြန့်လုတ်ကင်နေသူတွေကို PGF ကနေထုတ်ခဲ့ပြီးအရေးကြီးတဲ့ကြားဖြန့်တရုတ်တတိတွေကိုတော့ BGF ကခေါ်ထုတ်က ရွှေကုတ်ကို BGF အရေးတော်ရီမှာခုံလုံခွင့်ပေးထားကြောင်းနေဆက်သတင်းရှိမြစ်တွေကဆိုပါတယ်။ယမန်နေ့အချိန်ထိ KK Pack မှာထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးရောက်ရှိလာတဲ့စုစုပေါင်း1233ဦးရှိနေပြီးထိုင်းအာဏာပိုင်တွေကစစ်စစ်မှုများလှုပ်ဆောင်ကာယာယီခုံလုံရေးစခန်းများမှာထိန်းသိမ်းထားကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့တသက်ခိုင်အမတ်လောင်းပြုတ်ခြင်းမှာ NLD နဲ့ပတ်သက်ဖူးသူမှတ်သမျှကိုမြေလန်ရှင်းခြင်းဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တက်တက်ခိုင်ကိုလွတ်တော်အမတ်လောင်စည်းမပယ်ဖျက်လိုက်ခြင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ပတ်သက်ခဲ့ဘူးသူမှတ်သမျှကိုမြေလန်ရှင်းလင်းပစ်ခြင်းလို့နားလေကြောင်းမုံရအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကဆိုပါတယ်မင်းအောင်လိုက်နဲ့စစ်အာဏာရှင်စနစ်ကိုဇုံလုံးကန်ထောက်ခံခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတက်တက်ခိုင်ဟာရန်ကုန်တိုင်း FPTP အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမတ်နဲ့အမတ်လောင်အဖြစ်ဝင်ရောက်ရှင်းပြရန်အမည်စရင်တင်သွင်းထားခြင်းဖြစ်ပြီး ်တက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ခါကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းတဲ့အတွက်ကိုစလီလောင်းစည်ရင်မှပယ်ဖြတ်ကြောင်းစစ်ကော်မရှင်လက်အောက်ခံတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။အရင်တုန်းကဝန်ကြီးခန္ဓာကြတော့မင်းအောင်လိုက်ကို2020ရွေးကောက်ပွဲမတိုင်ခင်ကအာနာသိမ့်ဖို့အတွက်ရေစီတင်ပေးတဲ့အတွက်ကျေးဇူးဆက်တဲ့သဘောလို့ထင်တယ်။ကျေးဇူးတွေကြည်ပြီးလို့မင်းအောင်နိုင်ကတတ်မှတ်လိုက်ပုံပါပဲအခုကတော့လုံးဝမမျော်လင့်ထားတဲ့အချိန်ရောက်မှပွဲသိမ့်ရိုက်ချပြစ်လိုက်တယ်မင်းအောင်နိုင်က NLD တစ္ဆပေါက်တွေကိုတော့မယုံကြည်တဲ့သဘောပဲလို့၎င်းက MPA ကိုပြောပါတယ်။တတ်တတ်ခိုင်းဟာကွန်ဒိုအင်ယာစီမံကိန်းတွေနဲ့ပတ်သက်ပြီးကမ္ဘောဇားဘက်မှကြီးယူထားတဲ့ကျပ်ဘီလီယံများစွာကိုပြင်မဆက်နိုင်သေးကြောင်းလဲသတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ဥပဒေဆိုတာမင်းအောင်လိုက်ပါဇက်ထင်းမှာပဲရှိတယ်။ဒီလောက်အကျွေးထူနေတဲ့သူကိုအရင်ကဝန်ကြီးပါလို့ခန့်ခဲ့တယ်လေ။အဖြေကခန့်ကျင်လို့ခန့်ခဲ့တယ်။အခုအမတ်လောင်းကနေပါလို့ဖြုတ်လဲဖြုတ်ကျင်လို့ဖြုတ်တယ်။မင်းအောင်လိုက်ရဲ့လမ်းပြမြေပေါ်မှာတတ်တတ်ခိုင်းတို့ စန်တာမင်းတို့လို NLD ပြုတ်တွေမပါဘူးဆိုတဲ့သဘောပဲလို့ရန်ကုန်ကြည်ဆိုင်စားပေးလောကသားတူကဆိုပါတယ် NLD ပြုတ်နဲ့ NLD မှထွက်လာတဲ့ပြည်သူတစ္ဆေဖောက်များစုဝေးရာအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကိုစစ်ကော်မရှင်ကဖျက်သိမ်းခဲ့ပြီးနောက်ယခုတက်တက်ခိုင်းကိုအမတ်လောင်းစည်းရင်မှပယ်ဖျက်လိုက်ခြင်းဟာ NLD ပါတီအပေါ်မင်းအွန်လိုင်းအာဃာတကြီးခြင်းနဲ့မနာလိုစိတ်ကြီးခြင်းကိုထင်ထင်ရှားရှားပေါ်ပြနေတယ်လို့လဲမုံရွာနိုင်ငံရေးတက်ကြွလှုပ်ရှားသူကဆိုပါတယ် တတ်တတ်ခိုင်ဟာ2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီအမတ်အဖြစ်အနိုင်ရခဲ့ပေမလဲ2018ခုနှစ်မှာပါတီတာဝန်များရပ်ဆိုင်ခံရပြီးနောက်နှုတ်ထွက်ခဲ့ကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပါတယ်။အဲဒီနောက်2020ရွေးကောက်ပွဲဝင်ခဲ့ရမှာတဏီရမှအနိုင်မရရှိခဲ့ပါဘူး။2020ဩဂတ်လမှာတော့မိန်အောင်လိုက်နဲ့34ပါတီတို့တွေ့ဆုံခဲ့ရမှာအာနာသိမ့်ရန်မိန်အောင်လိုက်ကိုမြှောက်ပေးတဲ့အထက်တတ်တတ်ခံရလဲရှီဇုံကနေပါဝင်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။ အာနာသိမ့်ပြီးတော့မေအွန်လိုင်းခန့် LK ပြန်ဝင်ကြီးနဲ့ဟော့တစ်ခီးတော်ဝင်ကြီးအဖြစ်မှ2021ခုနှစ်မှ2025ခုနှစ်ဇန်နဝါရီလကုန်အထိတာဝန်ထမ်းခွင့်ရခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့နေပြည်တော်ကင်းတာနှင့်ရေဘတ်စကန်မှာစကန်တာဝန်ခံနဲ့လက်ထောက်ကြီးကြပ်ရေးမှူးထင်းလင်းဦးကကျင်းသားရေကိုငွေကြေးချင်းချောက်တောင်းခံတဲ့အပြင်ရိုက်နှက်ဖိနှိပ်ခြင်းများအကြီးကျယ်လှုပ်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ် နေပြည်တော်ကင်းတာနှင့်ရဲဘက်စခန်းမှစကန်တာဝန်ခံတဲ့လက်ထောက်ကြီးကြပ်ရေးမှူးထင်လင်းဦးကအကျဉ်းသားတွေကိုငွေကြေးချင်းချောက်တောင်းခံတဲ့အပြင်ရိုက်နှက်ဖိနှိပ်ခြင်းများအကြီးအကျယ်လှုပ်ဆောင်နေကြောင်းအကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကဆိုပါတယ်ကင်းတာနှင့်ရဲဘက်အကျဉ်းစခန်းထဲမှာအကျဉ်းသားများအနေနဲ့လွတ်လပ်စွာနေထိုင်ခွင့်ရှိတဲ့ကြက်ချံတဲမှာနေမယ်ဆိုပါကတအူးကိုငွေကြက်25သိန်းငါးကံမှာနေမယ်ဆိုပါကတအူးကိုငွေကြက်3300ဝက်ချံမှာနေမယ်ဆိုပါကတအူးကိုငွေကြက်3000 မိဘကြီးမှနေမဲဆိုပါကငွေကျပ်15သိန်းငါချက်မှနေမဲဆိုပါကငွေကျပ်30ပေးမှသာနေထိုင်ခွင့်ရကြောင်းသိရှိရပါတယ်။ဝက်ချံငါကံမှနေရင်လွတ်လွတ်လပ်လပ်လှုပ်ချင်တာအကုန်လှုပ်လို့ရတယ်။အခွင့်အရေးကလက်တစုံနှိုက်လို့ရတယ်။အရက်သေးစားကအစအိမ်ကမိမလာတာကအစလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရတယ်။အဲ့ဒါကိုစကန်တာဝန်ခံကျော်မင်းထွန်းကတိမ့်ချီတောင်းနေတော့လို့အချင်းစကန်သတင်းရှိမြစ်ကပြောကြပါတယ်။ဒါအပြင်ရေဘတ်စကန်ကို အကျဉ်းသားအသစ်ရောက်လာတဲ့အချိန်တိုင်းမှာငွေကြေးများချင်းချောက်တောင်းခံကြောင်းအကျဉ်းသားများအပေါ်အလုတ်ချိန်တစ်နှစ်အတိုင်းတာတက်ပို့၍ကြောက်ထုတ်ခံကြောင်းသိရှိရပါတယ်။အကျဉ်းသားတွေအပေါ်အလုတ်စီခိုင်းတာဘောင်ကျော်အထိခိုင်းပါတယ်။အကျဉ်းသားတည်တံ့ဆိုအပြစ်မှတိုက်ခန်းတဲ့တခန့်တနနေရတယ်။အပြစ်ခံတည်တံ့ဆိုရင်သိန်းရာကနန်းထိတောင်းရတယ်။စကန်တာဝန်ခံကတာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူးလို့အကျဉ်းစကန်သတင်းရှင်းပြကဆက်လက်ရှင်းပြပါတယ်။ ဒါအပြင်ရေဘတ်စကန်ရဲ့လက်ထောက်ကြီးကြပ်ရေးမှုတစ်ထင်လင်းဦးကအကျဉ်းသားများအပေါ်ဆဲဆူချိန်မောင်းပြီးအရက်သေးစားတောက်စားမှုရည်နေလေရှိကြောင်းရင်းအပြင်အကျဉ်းသားများအပေါ်ဖိနှိပ်ချုပ်ချယ်ရိုက်နှက်ခြင်းများလှုပ်ဆောင်နေကြောင်းအကျဉ်းထောင်အတွင်းလူမိုင်းမွေငွေကြီးရှာဆက်ကြီးကောက်ခိုင်းနေကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကျွန်းစုမြို့နယ်အတွင်းစစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်သူတွေကိုထိတိယောက်ယောက်ရည်ယူသွားမယ်လို့သတိပေးကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းဘိတ်ကရိုင်ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှရက်ကြီးအုပ်ချုပ်ရေးမှူးအဆင့်ထိကိုရင်းအချက်အလက်များအားလုံးရရှိတာပြီးစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်သူတွေကိုထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူကပြောကြပါတယ်ကျွန်းစုမြို့နယ်အတွင်းမှာတရီပေးချက်ကိုလိုက်နာခြင်းမရှိဘဲစစ်တပ်အတွက်နိုင်ငံရေးအရာထွက်ပေါက်ရစေရန်ရွေးကောက်ပွဲကိုအားပေးကူညီနေတာကိုစုံစမ်းသိရှိရပါကပြင်းထန်သောနီလနဲ့ တိရောက်စွာအပြစ်ပေးရည်ယူတော့မှဖြစ်ကြောင်းတရိပ်ပေးထားပါတယ်။ကျိုးစုမြို့နယ်တဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလှုပ်ရှားမှုရှိနေပါတယ်။ဒီလိုလှုပ်ရှားနေတဲ့သူတွေကိုအရေးယူမှာပါတိတိရောက်ရောက်ရည်ယူဖို့ရှိပါတယ်လို့ကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖမှတာဝန်ရှိသူကပြောကြားပါတယ်။ကျိုးစုမြို့နယ်အတွင်းမှာရှိတဲ့တော်လန်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်မရှင်ရဲ့စစ်အာဏာရှင်စနစ်တပ်စုရှေ့စီရင်းနဲ့နိုင်ငံရေးအရာတရားဝင်မှုရှိအောင်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတယ်။တရားမဝင်အတူရောက်ရွေးကောက်ပွဲနဲ့ ဟန်ပြငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုတော်လှန်ရေးတရီကြီးစွာနဲ့ပူပေါင်းအားပေးခြင်းတို့ကိုလုံးဝမပြုဘဲပြတ်သားခိုင်မာတဲ့သဘောထားယက်တီချက်တွေနဲ့စန့်ကျင်တုံ့ပြန်သွားကြပါရန်တိုက်တွန်းလို့ဆိုထားပါတယ်။အကြံပါစစ်ကော်မရှင်လက်အောက်ရှိမြို့နယ်ရဲကြီးအစစ်စစ်သောအုပ်ချုပ်ရေးအဖွဲ့ဝင်များအနေနဲ့လည်းတရားမဝင်အတုရောက်ရွေးကောက်ပွဲဖြစ်မြောက်စေရန်မဲစည်ရင်ပြုစုပေးခြင်းပြည်သူများကိုမဲစည်ရင်ကြည့်ရန်ဖိအားပေးလှုံ့ဆော်ခြင်းပြည်သူတို့ရဲ့ဆန္ဒမပါဘဲအတင်းအကျပ်မှဖိအားပေးပြီး မဲပေးစီခြင်းတို့ကိုလုံးဝလုံးဝမပြုလုပ်ကြရန်အထူးတတိပေးထားပါတယ်စစ်တပ်အနေနဲ့ရွေးကောက်ပွဲကျင်းပခွင့်မရှိကြောင်းပြည်သူတို့ရဲ့သဘောဆန္ဒမပါဝင်ပဲတရားမဝင်အတုရောက်ရွေးကောက်ပွဲကိုအတင်းအဓမ္မလှုပ်ကြံဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့အပြင်ပြည်သူတို့ရဲ့အချုပ်အခြာအာဏာကိုမတရားရယူရန်ကြိုးပမ်းခြင်းဖြစ်ကြောင်းစစ်အာဏာရှင်စနစ်တပ်ဆိုရှိရေးအတွက်ဆောင်ရွက်နေတဲ့အကြမ်းဖက်စစ်ကော်မရှင်ရဲ့တရားမဝင်အတုရောက်ရွေးကောက်ပွဲနဲ့ အတူရောင်ငိမ့်ချင်းကြီးလုံငန်းစင်းတွေကိုဆန့်ကျင်ကြောင်းလေလုံးဝလုံးဝခွင့်ပြုမှာမဟုတ်ကြောင်းသတိပေးထားပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အရှိတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ဖြစ်လာမှုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုခဲ့ကအကြံဖတ်စစ်တရဲ့ကန့်ကွက်မှုများရှိပေမဲ့လည်းအဖွဲ့ဝင်အဖြစ်တီမောနိုင်ငံကိုအာဆီယံကတရားဝင်လက်ခံလိုက်ကြောင်းတင်ဆက်ပေးပါမယ်အာဆီယံအဖွဲ့ရဲ့စစ်တခုမြောက်နိုင်ငံအဖြစ်အရှိတီမောနိုင်ငံကိုယခုကျင်းပနေတဲ့ 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကလက်ခံလိုက်ပြီးဖြစ်ပါတယ်။ဒီမနေ့အော်တိုဘာလ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့48ကြိမ်မြောက်အာဆီယံတည်တည်အစည်းအဝေးမှာလက်ခံလိုက်ခြင်းဖြစ်ပြီးအရှိတီမောဝန်ကြီးချုပ်ဇန်နနာဟူဆူထံကိုအဖွဲ့ဝင်တည်ဖြစ်ဝင်ခွင့်ပြုမှုကိုတရားဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီးအာဆီယံရဲ့17ခုမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီမွန်နိုင်ငံအနေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာမှုပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနှွေးထွေးစွာကြိုဆိုကြောင်းတရားဝင်ထုတ်ပြန်ကြေညာပါတယ်။တီမွန်လက်စတီနိုင်ငံအနေနဲ့အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေးထွေးစွာကြိုဆိုပါတယ်။ဒီအခမ်းကဏ္ဍတစ်ကနေကျွန်ုပ်တို့ရဲ့ဒေတာရင်းစည်းလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမခိုင်မာစေဖို့စုမုံကောင်တောင်းအပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာပါတယ်။အရှိတီမွန်လက်စတီနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဆက်ဆံရေးရုံးကိုတရားဝင် ဖွင့်လှစ်ထားပြီးတီမွန်တမရဟွန်ဆေးရာမုဟော်တာကမြမအရေးကိုနိုင်ငံတကာမှာပွင့်ပွင့်လင်းလင်းထောက်ခံပြောဆိုခဲ့ပါတယ်။ NUG နိုင်ငံကြ ాయి ဝန်ကြီးဒေါ်စင်မာအောင်က2023ခုနှစ်နဲ့2024ခုနှစ်အတွင်းတီမွန်နိုင်ငံကိုတွားရောက်ခဲ့ပြီးနောက်နောက်ဆက်တွဲအနေနဲ့ NUG ရဲ့ဆက်ဆံရေးရုံးကို2024ခုနှစ်အတွင်းမှာဖွင့်လှစ်ခဲ့ပါတယ်။ NUG အစိုးရတာဝန်ရှိသူတွေကိုတီမွန်အစိုးရတမရနဲ့ ဝန်ကြီးချုပ်တို့ကအတိမပြုလက်ခံတွေ့ဆုံခဲ့တဲ့ပြင်နိုင်ငံတကာမှလည်းအကြံဖတ်စစ်ကောင်စီရဲ့စစ်အာဏာသိမ်းမှုကိုတီမောအစိုးရကရှုတ်ချကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။အရှိတီမောတမရနဲ့ဝန်ကြီးချုပ်တို့ဟာမြန်မာဒီမိုကရေစီအရေးအတွက်နိုင်ငံတကာမှပေါ်ပေါ်တင်တင်ထောက်ခံအားပေးပြီးအမျိုးသားညီညွတ်ရေးအစိုးရကိုလည်းတရားဝင်ထိတွေ့ဆက်ဆံနေခြင်းလည်းဖြစ်ပါတယ်။အကြံဖတ်မြန်မာစစ်တပ်ကတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်ဝင်ခွင့်မပေးဖို့ယခုနှစ်ဇူလိုင်လအတွင်းမှာအာဆီယံဥက္ကဋ္ဌမလေးရှားထံကို စာရေးသားပေးဖို့ကန့်ကွက်ခဲ့ပေမဲ့လည်းအရာမတင်ခဲ့ပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ထိုင်းမှာပွဲတွေလာလုတဲ့အမှုပညာရှင်တွေကိုအမပေးကြဖို့တော်လိုင်းအင်အားစုတွေတိုက်တွန်းကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့်တင်းရှောင်လာသူအများပြားရှိနေတဲ့ထိုင်းနိုင်ငံကိုပြည်ရင်းကအမှုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေနှဲ့ချက်လာတာကြောင့်တော်လိုင်းအင်အားစုတွေကတပိတ်မောက်ကြဖို့တိုက်တွန်းနေကြပါတယ်တကယ်ဖိနှိပ်ခံရတဲ့လူတွေကဝိုင်းကော့တာတကယ်လုံနိုင်ရင် ဘယ်သူမှဆိုလူလူကိုကြောက်နေမယ်လေးစားနေမယ်ဆိုတာလူလူကတည်ပြီးသားပါအတိကကမိမပြည့်ရမယ့်အရာကိုမမိပဲတင်ကန်းစာယူပြီးတောက်လျှောက်အားကောင်းအောင်လုကြဖို့ပဲလိုတာပါလို့ point ကနဲ့ပတ်သက်ပြီးတိုက်တွန်းမှုတွေပြုလုပ်နေတဲ့ fake news check community FNCC ဘာမှ page တာဝန်ရှိသူကပြောပါတယ် FNCC အနေနဲ့လည်းယခုရက်မှာထိုင်းနိုင်ငံမှာပြုလုပ်မဲ့ Iron Cross အဖွဲ့ရဲ့ဖြောပြပွဲအတွက်ကြော်ညာပေးနေတဲ့စိုင်းတွေကိုတတိပေးတာမျိုးတွေလုပ်နေတာပါ IC အဖွဲ့ဖြောပြပွဲကြညာပေးတဲ့ဆိုင်တွေဘက်ကတောင်းပန်တာမျိုးတွေလုပ်ပြီးဗုတ်တွေဖြုတ်လိုက်ပေမဲ့နောက်ထပ်တာမျိုးတွေမလုပ်ရတဲ့အထိတတိပေးဖို့လိုတဲ့လူစုပါတယ်အဲ့ဒီဆိုင်တွေတဲမှာလဲတချို့ဆိုင်ပိုင်ရှင်တွေနဲ့မန်နေဂျာတွေကချိန်ချမှုတွေကြုံရတယ်လို့သူတွေ့ကြုံရတဲ့အကြောင်းကိုပြောပါတယ်ဘာပွဲနေနေပြောမဲဆိုတဲ့ခစ်တစ်ကြုံလူဒန်းစားတွေကြောင့်ရေတင်လာတာပါမေတို့တော်လန်ကြီးကငပိုးတွေလုတ်တဲ့တော်လန်ကြီးပါကွာဆိုတဲ့အထာမျိုးချိုးကြလို့ဒီလိုတုံ့ပြန်တာပါလို့ ိုင်းကော့ဖို့တိုက်တွန်းရတဲ့အကြောင်းကိုပြောပါတယ်။ဒါအပြင်စစ်ကောင်စီခေါင်းဆောင်ရဲ့တမိနဲ့အတူတွဲဖက်လုတ်ကင်ခဲ့တဲ့သူတွေထုတ်လုပ်ထားတဲ့ပြောတဲ့စကားကိုလည်းမြန်မာလူသားတွေအနေနဲ့မဟာချိန်ဘက်မှာအော်တိုဘားလ23ရက်နေ့ကစတင်ပြီးရုံတင်ပြသနေပါတယ်။ပြီးခဲ့တဲ့ရက်ကပြောတဲ့စကားရဲ့အတ္တိကတည်ယူဆောင်တွေဖြစ်တဲ့နေဝင်းနဲ့ခင်ဝင်းဝါတို့ကိုပရိသတ်တွေ့ဆုံပွဲတွေတောင်လုပ်ပေးခဲ့ပါသေးတယ်။ရေပေါ်စီရီကိုဥတည်တာပါပြီးတော့လူသမားတချို့ကမတွေးမခေါ်တက်အစင်းစားတက်ကြဘူး။ ိုအစဉ်ပြေနေရင်ပြီးရောပျော်နေရရင်ပြီးရောဆိုတဲ့သူတွေကိုဥတည်တာပါလို့သူ့အမြင်ကိုပြောပြပါတယ်။ဘွင်ကော့ပြုတ်လုတာမျိုးအန်ရဲကင်းတဲ့စန့်ကျင်မှုမျိုးကိုတော့မလုံနိုင်ကြရင်ပြည်သူတွေအလုံးမျော်လင့်တဲ့ဒီမိုကရေစီကအိမ်မက်တောင်မနိုင်မှာမဟုတ်ဘူးလို့သူကတုံ့တပ်ပါတယ်။အဲ့ဒီပွဲတွေအပြင်စစ်ကောင်စီအလို့ကျပွဲတွေတပ်ပေးနေတဲ့တပင်ဥက္ကဋ္ဌဖို့ချင်လဲနိုဝင်ဘာလတည်းမှာလာကားဖို့ရှိတယ်လို့ကိုခင်ကြီးကတဝဲကိုအတိပေးထားပါတယ်။စူရတ်မှာလို့သိရကြောင်းကြိုက်လားမကြိုက်ဘူး။ ကြိုက်လားမကြိုက်ဘူးထပ်ပြောမယ်ကြိုက်လားမကြိုက်ဘူးလို့တော်လန်အမှုပညာရှင်ဆိုင်းစရာဖိုးစကြံကအာနာရှင်စန့်ကျင်လှုပ်ဆောင်ခြင်းကဖိုးချစ်ပြောခဲ့ဘူးတဲ့စကားနဲ့တည်ယောပြီးရေးသားထားပါတယ်ဖိုးချစ်ကပြီးကြတဲ့ရက်ကနေပြည်တော်မှာပြုတ်လုတဲ့ငင်းချင်းရေးပွဲကိုတက်ရောက်ခဲ့တယ်လို့ရန်ကုန်မှာလုံနေတဲ့ပွဲစည်းတွေမှာလဲကပြဖြောပြနေတာပါဘွိုင်းကော့ပြုတ်လုဖို့စက်တိုက်တင်ပေးနေရတာကသွေးအေးမတော်ဖို့အတွက်သတိပေးနေတဲ့သဘောဖြစ်တယ်လို့ FNCC တာဝန်ရှိသူကပြောပါတယ် တစ်ဖက်ကကဘာပြက်နေတဲ့မြန်မာနိုင်ငံကဖြစ်ပျက်နေတာတွေကကိုမခံစားရလို့ကိုလွတ်မြောက်နေတယ်ဆိုတဲ့ခံစားချက်ကြောင့်ကျွန်တော်တို့နိုင်ငံရေးကပူပေးရောက်မှာပါအဲ့ဒီလိုမဖြစ်ဖို့အရေးကြီးဆုံးပါပဲလို့ဆိုထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအချမ်းပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ